အဲ့တော့ lobby တွေကဟိုကတော့ဘာရဲ့တောင်ပန်းကမ်းပန်းမသိဟဲ့လားကျွန်တော်တို့နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လောက်လာခမရစဉ်းစားကြည့်အလကားနေထောင်နေသွားနေတာမဟုတ်ဘူးကျွန်တော်စဉ်းစားတာကဒီလူတွေကဒီလောက်ပဲလားဒီလောက်ပဲလားဗောနော်ဒါပြည်မျိုးဟာဥက္ကူကြီးရဲ့ပါတီကဆိုတော့ဒီလူတွေဒီလောက်ပဲလားထောင်ချတာကိုနိုင်ငံရေးလို့စဉ်းစားတာလားအဲ့ဒါနိုင်ငံရေးလားဗောနော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့လိလာထားတဲ့နိုင်ငံရေးတွေတော့မတူတော့တူမနေဘူးဗျတူတော့တူမနေဘူး ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်စလိုက်ရအောင်အလားအမျှော်မြင်ရှိရှိနဲ့နိုင်ငံရေးကဒီလိုလုပ်လို့မရဘူးပြုပြင်ပြောင်းလဲရမယ်ဆိုတာကိုသိတဲ့ပိုင်းကသိတယ်အဲခက်နေတာကအဲ lobby တွေရဲ့ပြဿနာအဲ့တော့ lobby တွေကဟိုကတော့ဘာရဲ့တောင်ပန်းကမ်းမသိဟဲ့လားကျွန်တော်တို့ နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လောက်လာခမရစဉ်းစားကြည့်အလကားနေထောင်နေသွားနေတာမဟုတ်ဘူးကိုယ်ငယ်ငယ်ရွယ်ရွယ်အချိန်နေမှာကိုကိုကိုကြီးပွားတိုးတက်အောင်လုံနိုင်တဲ့အခွင့်အလမ်းတွေအားလုံးကိုစွန့်လွတ်ပြီးတော့နိုင်ငံကိုပြုတ်ပြင်းပြောင်းလဲဖို့အကြမ်းမဖက်နိုင်ငံရေးနီလန်းနဲ့ဆောင်ရွက်အဲဆောင်ရွက်တဲ့အခါမှာပြောစရာရှိတယ်ကျွန်တော်တို့ဟိုးတုန်းကတခင်ပေါ့ဆာထောင်ချောက်လာအဲ့ဒါ네ချက်တိုင်းတစ်ပိုင်းအင်္ဂလိပ်လက်အောင်မှာ နိုင်ငံရေးလောက်တာတခင်ပေါက်စချောင်ချောက်လာအဲပြန်ပြောရင်ကြီးစရာတောင်ဖြစ်တယ်ခမားတို့အခုခမားတို့ရှေ့မှာကျွန်တော်ရောက်နေတယ်ကျွန်တော်ရဲ့တာမန်လွတ်ရက2084ခုနှစ်ခမားတို့လည်းမရှိတော့ဘူးကျွန်တော်လည်းမရှိတော့ဘူးဘာကြောင့်လဲဆိုတော့ချတဲ့ကမကြောက်ဘူးမနာတာ65နှစ်နဲ့6လချထားတာကျွန်တော်လက်ထက်မှာအတူတချောင်းတောင်မရှိဘူးအဲ့ဒါလို့ကာလာကြီးကိုဖြတ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကနိုင်ငံပြုတ်ပြင်းပြောင်းလဲဖို့အတွက် ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကပြတ်ပြတ်သားသားပဲပြောရလိမ့်မယ်နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ်ကျွန်တော်တို့ဆဲဆိုတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လဲဒါဒီဘက်မှာကဟလာမယုံတင်ကနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင်အဲ့ဒီအန္တရာယ်တွေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီးလန်းနဲ့ပြုတ်ပြင်းပြောင်းလဲဖို့စ조사နေတဲ့သူတွေကို နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုပါကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့ဒါကြက်ကြက်တရီထားပါလို့ကျွန်တော်ကပြောချင်ဒီပါတီကိုယ်စားလှယ်တောင်းနေဒီ21အဲ sorry 2025ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါတီကိုယ်စားလှယ်တောင်းတွေတော်တော်များကမဲဆွဲကြတဲ့အခါမှာကျွန်တော်စကားမပြောချင်ဘူးဆိုတော့ကျွန်တော်ခုနောက်ပိုင်းကျွန်တော်စိတ်ထဲမှာအရင်ကတော့ကျွန်တော်တို့ အားကျုမှန်တဲ့အားခဲပြီးတော့အင်တာဗျူးကြီးလုပ်မယ်လို့စဉ်းစားတာနောက်ပိုင်းကျွန်တော်ဗျူးကြီးစိန်နဲ့တော့နည်းသွားတယ်ကျွန်တော်ကျွန်တော်ကဗျူးကြီးစိန်ပြောတာနော်ကျွန်တော်ယုံကကျွန်တော်တရင်တော်လေးတွေဗျူးတာဗျူးတာတလိုက်ပါကျွန်တော်ကနေပြီးတော့တေးချခေါ်ပြီးတော့စကားပြောချင်းစိတ်ကျွန်တော်တော်တော်နည်းသွားတယ်နည်းရရင်အကြောင်းရင်းရတော့ရှိပါတယ်ဒါဆိုသူတို့တချို့တွေပေါ့ဗျာတော်တော်များများတချို့တွေကျွန်တော်ပြောနေရကြည့်ပြီးတော့အစိတ်ထဲတော့ကျွန်တော်တော်အားမလို့အားမရဖြစ်ပါတယ်ဖြစ်တော့ဘာပြောမှန်းတော့မသိဘူးနော်ကျွန်တော်မိတ်ဆွေချင်းတော့ဖုန်းနေပါပြောပြရည်ပြစ်တယ်ရည်မိတယ်ပေါ့နော်တကယ်ရည်မိပါတယ် ဟိုဘာတွေပြောသွားတဲ့ဟိုတွေရဲ့တချို့ကိုယ်တော်ကောင်းတွေပြောသွားတဲ့ဇာတ်ကားတွေကဘာတွေပြောနေမှမသိဘူးတကယ်ဘာတွေပြောမှမသိတာအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်တယ်ပေါ့ဟိုတိုင်းပြည်ရဲ့ကံကြမ္မာပဲလားတိုင်းပြည်ရဲ့လူဆန်းရင်းမြစ်ကဒီလောက်ပဲလားဆိုတော့ကျွန်တော်စဉ်းစားမိတယ်ဒါပေမဲ့ကိုယ်တော်ကောင်းတွေကိုကျောင်းကိုကျောင်းမင်းခင်ဗျားအားရပါသလားမင်းတော့ကျွန်တော်ရဲ့ personal point လို့ပြီးပြောရင်ကျွန်တော်တချို့တွေတော်တော်အားမရဘူးတချို့တွေတော်ပါတယ်တကယ်တော်ပါတယ်တချို့တွေကတော်တယ်တချို့ကြတော့လဲဘာတွေပြောလို့မသိဘူးတကယ်ဘာတွေပြောလို့မသိဘူးကျွန်တော်တို့မျှော်လင့်တဲ့ကိုယ်စားလောင်းကြတာဘာလဲဆိုတော့ထပ်ပါတော့ ကျွန်တော်တို့နားလည်ထားတဲ့ကိုယ်စားလုံးကျွန်တော်လေ့လာထားတဲ့ကိုယ်စားလုံးကဒီမြို့နယ်မှာပြိုက်တယ်ဆိုရင်ဒီမြို့နယ်ပတ်သက်ပြီးတော့အကြရာအစားသူကောင်းကောင်းလေ့လာထားပြီးတော့မှဘယ်နေရာမှာဘာဖြစ်တယ်ဘယ်နေရာမှာဘာလွဲတယ်ဘယ်နေရာကိုပြင်ရမယ်ဘယ်နေရာကိုလွဲရအောင်ဘယ်အောင်တက်ရမယ်ဒါတွေကိုကျွန်တော်ကောင်းကောင်းပြောမှကျွန်တော်ဆိုရင်အဲ့လိုကောင်းကောင်းပြောပြီးတော့မှအဲ့ဒီအတွက်ကျွန်တော်ပြင်ဖို့လဲကျွန်တော်မဲပေးကျွန်တော်မဲပေးရင်ကျွန်တော်ဒါရင်ကုန်ဖျောက်လုပ်ပြီးမယ်အခုလဲကျွန်တော်စလုပ်လို့ရပြီအခုစလုပ်လို့ဒါတွေကကျွန်တော်တို့ကိုယ်လိုအပ်ချက်တွေကိုထောက်ပြပြီးမှလိုအပ်ချက်တွေကအကောင်းဆုံးအားတွေဆွတ်ထုတ်ပြီးလုပ်မယ်ဒါကကိုယ်ရောက်နေလိုအပ်မယ်အလုပ်ပြ ဲ့တော့ဘယ်နဲ့ဟိုးအဝေးအမြင့်ကြီးကိုစပြောကြရကျွန်တော်စဉ်းစားနေတာသူတို့ကသူတို့နဲ့မိုင်တစ်တောင်းလောက်กว่าဟာကိုလှမ်းပြောနေတာဒီနားလက်ရှိရှိတဲ့ဘေးနားကြာနေတဲ့အမိုက်ကိုကောက်ဖို့သူစဉ်းစားနေရမဟုတ်ဘူးဆိုတော့ကျွန်တော်တိုင်းပြည်ရဲ့ကံကြမ္မာကဒီနေ့လက်ရှိကြာနေတဲ့အမိုက်တို့အရင်စကောက်ရတာကောက်အောင်ပြီးမှဟိုးမိုင်တစ်တောင်းခီးဆက်အောင်မိုက်တွေကောက်ရင်ခီးဆက်အောင်မိုက်တွေရှင်းရင်ခီးဆက်သွားအောင်ကျွန်တော်တိုင်းပြည်အဲ့လိုသွားအောင်အချိန်မှာဘာတွေပြောနေမှမသိတယ်ပြဿနာကိုဦးလည်းမပြောသွားတဲ့ဟာမျိုးလို့ဆိုရင်သူထောင်ကျခံရတာကိုပဲသူထက်ကထက်ကကြွေးကြော်ပြီးတော့မျိုးဆက်30ထောင်ကျခံပြီးတော့သူကနိုင်ငံရေးလုပ်တာလို့ပြောဒါနိုင်ငံရေးလုပ်တာသူထင်တယ်ပြီးတော့အဲ့ဒါကိုပဲ ထပ်ပြီးတော့ဝါရဖြန့်နေဆိုတော့ကျွန်တော်စဉ်းစားတာကဒီလူတွေကဒီလောက်ပဲလားဒီလောက်ပဲလားပေါ့နော်ဒါပြည်ပြောဟာဥက္ကူကြီးရဲ့ပါတီကဆိုတော့ဒီလူတွေဒီလောက်ပဲလားထောင်ချတာကိုနိုင်ငံရေးလို့စဉ်းစားတာလားအဲ့ဒါနိုင်ငံရေးလားပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့လ ీల ထားတဲ့နိုင်ငံရေးတွေတော့မတူတော့တူမနေဘူးပြတူတော့တူမနေဘူးကျွန်တော်နားလည်ထားတဲ့နိုင်ငံရေးတွေတူမနေဘူးပြအဲ့ဒါသိကြတယ်အဲ့တော့ကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်တိုက်ပြည်ကအဲ့လိုနာသွားနေကြီးဆိုရင်ကျွန်တော်တို့သွားကျင်တဲ့ဒီမိုကရေစီပန်းတိုင်ကိုရောက်ဖို့ကတော်တော်လမ်းဝေးအောင်မယ်လူတွေကိုကျွန်တော်တို့အများကြီးလောက်အောင်မယ်ပြည်သူလူထုကိုခဏတာကိုယ်စားလှယ်လောင်းနေရဲ့ awareness ကိုတော့အများကြီးပြင်အောင်မယ် နောက်မဟုတ်ရင်ကျွန်တော်တို့2025ဆိုပြီးတော့ပြောရမျိုးလေဖြစ်ကောင်းဖြစ်သွားနိုင်တယ်နော်တော်ကြပြောမရဘူးနော်2025ဆိုတော့ပြောတဲ့အခါမျိုးလေဖြစ်သွားနိုင်သေးတယ်ဆိုတော့တစ်ခါတစ်ခါရရင်ပြုံးစရာကောင်းတော့ပဲဒါမဲ့လေတိုးတော်လေဟိုဟိုကျွန်တော်တို့ဟမ်ဘာဂါစားချင်တော့လေဟမ်ဘာဂါမရှိတဲ့အချိန်မှာကျွန်တော်တို့ရှိတဲ့စမူစာလေးကောက်စားရင်စားရမှာပဲတက်နိုင်ပါတော့ဆိုတော့တတ်တတ်နေတာပဲပြင်လော့အောင်ပါအဲ့တော့ဗာတက်နိုင်မလဲကျွန်တော်တို့ရှိသလိုပဲလုပ်ကြရမယ်ဒါမဲ့အားတော့မရဘူးပေါ့ဗျာပါတီကိစ္စဆိုရင်ကံကောမှာကံကောမှာတတိပုဂ္ဂလကိုယ်စားလောင်းတယောက် ကွယ်လွန်သွားပါတယ်ကွယ်လွန်သွားတော့ပြည်ခိုင်ပြိုးပါတီကနေထိုင်နေဇာတာကြီးတက်ပြီးတော့အလိုလဲအောင်နိုင်ရသွားတယ်ကျွန်တော်လည်းဘာပြောမှမသိဘူးပြည်ခိုင်ပြိုးကဒီပွဲမှာတော်တော်ဇာတာတက်တယ်ဗျာ तू ဒီတိုင်းအလိုလဲအောင်နိုင်တဲ့တော့တော့28ယောက်လာချီပြီးလို့ကျွန်တော်သိရတယ်ခင်ခင်းနိုင်ရမားရလဲမားနိုင်တယ်20ယောက်30ဒီပါရှိပြီပေါ့ဗျာပြည်ခိုင်ပြိုးကသူ့ဟာသူအလိုလဲအောင်နိုင်နေရတော့မပြောင်းရသေးဘူးနိုင်နေတာတော့အယောက်30ဒီပါရှိနေပြည်ခိုင်ပြိုးကအခုနောက်ထပ်တစ်ယောက်ထပ်တိုးလာတယ်ဆိုတဲ့သဘောပေါ့နော်ဘာလို့ဆိုတော့ကံကောမှာရှိတဲ့တတိပုဂ္ဂလအမှတ်ပေါ့နော်တတိပုဂ္ဂလအမှတ် တိဝကိုယ်တည်းလောင်းပေါ့နော်မှတ်လို့မကိုယ်တည်းလောင်းပေါ့နော်ကိုဥတန်းဝင်းဆိုတဲ့ပုဂ္ဂိုလ်ပေါ့အဲဒီပုဂ္ဂိုလ်ကမနေ့ကဆုံးသွားတယ်တဲ့မနေ့ကမနေ့ကရုတ်တရက်ဆုံးသွားတယ်သူကနှလုံးလိုသူတို့စည်းလိုယောဂါတွေရှိတယ်ပေါ့ဗျာကျမ်းမာရေးသိပေါ့ပြုပေါ့အဲ့မှာသူကယူကောက်ပဲဝင်ပြိုင်ဖို့အတွက်သူကတတိပုဂ္ဂလဝင်ပေးထားတာသူကတက်မတော်သားဟောင်းပေါ့တက်မတော်သားဟောင်းဖြစ်ခဲ့တယ်လူအဲ့တော့ပြိုင်ခိုင်ဖို့ရင်သူပြိုင်မပြိုင်မဲနေသူကတတိပုဂ္ဂလနဲ့ပြိုင်တာပြိုင်တော့သူကပြိုင်တော့ပုံမှန်ပေါ့ဒါပေမဲ့ယူကောက်ပဲကျင်းပဖို့အခုဆိုရင်ဘာလိုသေးလဲဆိုတော့တလားကျော်ကျော်လိုသေးတယ်ရက်40 အဲကျော်ကျော်လေးသလောက်လိုသေးရပေါ့နော်ဆိုတော့တလလောက်လိုနေသေးတဲ့အချိန်မှာအချိန်မှာပေါ့နော် ရုတ်တရက်ကျော်စဉ်းစားရရုတ်တရက်ကြီးကမနေ့ကကွယ်လွန်သွားတယ်ကွယ်လွန်သွားတော့သူနဲ့ပြိုင်ပွဲဖြစ်တဲ့ပြည်ခံပြိုးပါတီရဲ့ပြည်သူ့လူထုအမှန်လောင်ဒေါ်အီဖြူလွင်ဆိုတဲ့အမျိုးသမီးအမျိုးသမီးကပြိုင်စရာလူမရှိတော့ဘူးအလိုလျောက်နိုင်သွားတယ်အလိုလျောက်နိုင်သွားတယ်ဆိုတော့ပြည်ခံပြိုးကဇာတာကတော့သိတော့မသိဘူးပြသူကံကိုကောင်းတာပေါ့နော်ဆိုတော့ကိုယ်စားလောင်းအဲ30နီးပါးလွတ်တော်တယ်ဟိုသူအစင်းသိခြေတစ်ဖက်လမ်းပြီးနေပြီပြည်ခံပြိုးကအဲ့တော့အဲ့လိုတော့ရှိတယ် ဟုတ်နော်ဆိုတော့ဒါလည်းသူ့ရဲ့ဇာတာပေါ့ဗျာနော်ဆိုတော့ကိုယ်စက်လောင်းကမြလဲသူလဲသူအားကျွမ်းတယ်တော့ပြင်းပြင်းရှာမှာပဲဂျမ်းမကြီးဆိုတာကခုနက ဟိုကျွန်တော်တို့လက်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 တကွေးတဆန်ပဲဗျာကျွန်တော်တို့ရဲ့အသက်တွေဆိုတော့လက်တကွေးတဆန်ပဲဆိုတော့အဲ့တော့လေဖြစ်တာပေါ့နော်ဆိုတော့တော်တော်တော့ဒါလည်းထူးခြားတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်အဲ့တော့ပြည်ခိုင်မှုစာတာတက်နေတယ်ပေါ့နော်ပြည်ခိုင်မှုစာတာတက်ပြီးတော့ကျွန်တော်မျော်မှန်းဟိုမြင်မိတာတော့ဒီတိုင်းဆိုရင်တော့သူ့စာတာဒီလိုတက်နေပုံရဆိုတော့ပြည်ခိုင်ပြိုများပြည်ခိုင်ပြိုများဥဆောင်ဖွဲ့တယ်အစိုးရများဖြစ်မှာမို့လို့လားလို့တော့တွေးရမှာဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါဒါသူ့စာတာပေါ့နော်ဒါလေးတွေးရပါတယ်နောက်တစ်ခုက ဟိုပြည်ခိုင်မျိုးပါတီရဲ့ကိုယ်စားလှောင်းနေမဲဆွဲတဲ့ခါမှာလည်းဒီမှာထားပါတော့ဥနေအောင်တို့ဘာလို့တော့ဝင်ပြီးမဲဆွဲပေးနေတယ်မင်းသားကြီးဥနေအောင်တို့ဝင်မဲဆွဲပေးနေတာတွေ့ရတယ်ဒါလည်းသူတို့ဥနေအောင်တို့ဆိုရင်ဒါလုံးဝပြည်ခိုင်မျိုးလုံးဝအမာခံနေဖြစ်သွားပြီပေါ့သူတို့ဆိုသူတို့ဖြစ်သွားပြီအမာခံအားပေးတယ်အဲဆိုတော့ဒါသူတို့ရဲ့ဟိုသူတို့ရဲ့ယက်တိချက်ကိုပြပြသားရှင်းရှင်းလင်းလင်းပြလိုက်တယ်ပေါ့နော်ဒါတို့တော့တွေ့ရတယ်နော်ဆိုတော့ဟိုအကောလို့ကတော့မဲဆွဲတာတွေလှုပ်တော့လှုပ်ချင်ကြပါတယ်လှုပ်ရှားနေကြပါတယ်ဒါမှလည်းပြောရင်တော့တချို့တွေကတော့ဟို ဆွဲတော့ဆွဲရတာမြင်အဆင်မပြေတာတွေမျိုးစုံပေါ့ဗျရှိတာပေါ့ဒီလိုနဲ့ပေါ်ပြရတာပေါ့အခုတော့ပြီးတော့လို့ဆိုလဲသူပြဿနာနဲ့သူချုပ်ချက်ခတ်လို့နော်ဆိုတော့ကျွန်တော်တွေးကြည့်တယ်နောက်တစ်ခါဟိုတခြားပါတီအချို့ဆိုလဲဒီလိုကကျွန်တော်ပါတီကူးနောက်ပိုင်းကျွန်တော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြောရတယ်နည်းနည်းတော့ကျွန်တော်ကလည်းကတိကတ်တော့ဖြစ်နေတယ်ဗျာပြီးတော့အဲ့လောက်တော့ဟိုတချို့တိမှာပါတော့တခြားကြရင်ပြုံးစရာတော့ကောင်းတယ်လေးအများကြီးတွေးခဲ့ပါတယ်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထုတ်များကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်